မင်္ဂလာပါရှင်ဒီကနေ့နောက်ဆုံးရထိတ်တန့်သတင်းတွေကိုတင်ဆက်ပေးပါရမယ်ဒေါ်ဆန်းစုတီတို့အတင်းချခံထားရခြင်းဒီမိုကရေစီနည်းကျရွေးကောက်ပွဲမဖြစ်နိုင်ဟုထိုင်းမတ်ကထောက်ပြမြမရေကိုတမိုးလျှော့ချပြီးသဘောထားလို့မရတော့ဘူးလို့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ညဉ့်ညိုင်းဆိုတာဖန်နှီးခြင်းနဲ့ဆိုပြီးထားလုပ်လို့ရတဲ့အရာမဟုတ်ပါဘူး။အပြုသဘောဆောင်တဲ့အကြောင်းဝင်ဆောင်ရွက်မှု၊ထိတွေ့ဆက်ဆံမှု၊ constructive intervention ၊ engagement ကိုနားလည်ဖို့လိုပါတယ်။ကောင်းတဲ့နိမိတ်လက္ခဏာလို့ဆန္ဒဆိုပြီးကောက်ချက်ချလို့မရသေးပါဘူး။ ငင်းချိုင်းရေးဖော်ဆောင်လို့ရဆိုရက်ခေါင်းဆောင်နှဦးနဲ့ထောက်ခံအားပေးသူတွေလည်းအစိုးရအောင်မွေးမခံကြပါနဲ့လို့ကျွန်တော်ပြောလိုပါတယ်။မြောင်းလိုက်ရဲ့လှဲစားတာကိုခံရနိုင်တာကိုကြိုပြီးတော့တွေးထားသင့်ပါတယ်။ဘာကြောင့်လဲဆိုတော့မြောင်းလိုက်ဘက်ကဘာမှရေရရပြောတာမရှိသေးပါဘူး။ပြီးတော့တကြံထုံးနှန်းစင်လာရလူငင်းချမ်းသာခွင့်ပေးတာဖြစ်ပါတယ်။ အကျဉ်းသားအများစု90ရာခိုင်နှုန်းကျော်ကတာမန်ပြစ်မှုတွေနဲ့ပြစ်ဒဏ်ကြခံနေရတဲ့အကျဉ်းသားတွေဖြစ်ပြီးနိုင်ငံရေးအကျဉ်းသားအရေးအတွက်ကအယံုံနေပါတယ်။အာဏာသိမ်းပြီးနောက်ပိုင်းမြန်မာနိုင်ငံမှာနိုင်ငံရေးအကျဉ်းသား22,198ဦးထိန်းသိမ်းခံထားရဆဲဖြစ်ပါတယ်။ဒါ့အပြင်ဒေါအောင်ဆန်းစုကြည်လိုအယက်သားနိုင်ငံရေးသမားတွေနဲ့တခြားအယက်သားခေါင်းဆောင်တွေအများအပြားအကျဉ်းချခံထားရဆဲဖြစ်ချိန်မှာဘလို့လုပ်ပြီးရွေးကောက်ပွဲကိုကျင်းပမှာလဲ။ဘလို့လုပ်ပြီးတော့ဒီမိုကရေစီစံနှုန်းနဲ့ကိုင်ညီမှာလဲ။ကိုမကိုကျင်းပ ကိုမကိုရွေးကောက်ကြမှာလားလီဇယ်လှည့်ပြားတဲ့လုပ်ရက်ဖြစ်ပါတယ်ထောင်ထိုင်းရလည်းဝင်ပြီးတော့ကူပေးအောင်မှာလားအာဆီယံဥက္ကဋ္ဌကလည်းကူပေးအောင်မလို့လားငင်းကြရင်တည်ဆောက်မှုဆိုတာလှုပ်ချင်စိတ်ရှိအောင်နဲ့ထားလို့ကိုနဲ့ရင်းနှီးတဲ့သူတွေနဲ့တွဲပြီးတော့လှုပ်လို့ရမယ်ထင်နေလို့မရပါဘူးအစိပ်ပိုင်းနဲ့အများကြီးရှိပါတယ်ပထမတစ်ခုကငင်းကြရင်ပေါ်ဆောင်မှုစူးစမ်းနေတဲ့ရှမ်းနီးယားဖြစ်တဲ့အာဆီယံမှာ အာဆီယံရဲ့အဓိကမူဝါဒဖြစ်တဲ့ဂျောင်းဝင်မဆွတ်ဖက်ရေးမှု9 Interference ကငင်းချင်းတည်ဆောက်ရမှာအသုံးမဝင်နိုင်တဲ့ပြဿနာရှိနေပါတယ်။ဘာဖြစ်လို့လဲဆိုတော့ငင်းချင်းတည်ဆောက်မှုဆိုတာအပြုသဘောဆောင်တဲ့ဂျောင်းဝင်ဆောင်ရွက်မှုထိတွေ့ဆက်ဆံမှု Constructive Intervention Engagement ဖြစ်နေလို့ပါပဲ။ဒါကြောင့်အစကတည်းကအဓိကအချက်မာရင်းလွဲချော်နေပါတယ်။ဒါကြောင့်မလို့ကိုယ်နဲ့ရင်းနှီးတဲ့သူတွေကိုပဲဆွဲခေါ်ပြီးငင်းချင်းတည်ဆောက်လို့မရဘူးလို့ပြောရတာပါ။ ်အာဆီယံဥက္ကဋ္ဌကလည်းကိုရဲလုပိုင်ဝင်ကိုမေးနေပုံရတယ်အချံပေးရီကလည်းမေးနေတယ်မြောင်းလိုက်ရလည်းသူ့ဘယ်သူမှအဖက်မလုပ်တော့အာဆီယံဥက္ကဋ္ဌနဲ့အဖွဲ့ကစိတ်ဝင်စားမှုပြတာနဲ့ပဲသူ့အတွက်တရားဝင်မှုရရှိအောင်ဖန်တီးဖို့အခွင့်အရေးကိုချက်ချင်းအသုံးချလိုက်တာပဲဒုတိယချက်ကတော့အဖွဲ့စည်းအားလုံးနဲ့ဆွေးနွေးဖို့လိုအပ်တာပါမလေးရှားဝန်ကြီးချုပ်ကအမျှော်မြင်ရှိရှိနဲ့ဒီကနေ့မှမြန်မာနိုင်ငံအမျိုးသားညီညွတ်ရေးအစိုးရ NUG ဝန်ကြီးချုပ်နဲ့ပထမဆုံးချိန်ဆွေးနွေးလိုက်တာကတိုးတက်မှုတစ်ခုပါဒါပေမဲ့ရလဒ်ကိုတော့စောင့်ကြည့်ရပါဦး ်မယ်။ဒါအပြင်တခြားသက်ဆိုင်သူတွေ၊ state holder တွေအားလုံးကဘယ်သူတွေလဲဆိုတာရှာဖွေဖော်ထုတ်ဖို့လိုပါတယ်။လွယ်လွယ်နဲ့မြန်မြန်နားလည်အောင်ပြောရရင်အန်ယူဂျီနဲ့တူဘယ်သူတွေရှိသေးလဲ၊သူတို့နဲ့ရောဘလို့ချင်းကပ်ပြီးဘလို့နီးလန့်နဲ့ဆွေးနွေးမလဲဆိုတာတွေပါ။တတိယချက်ကတော့အာဆီယံကအပြည့်မဟုတ်ဘူးဆိုရင်ဘယ်သူကမြန်မာနိုင်ငံရဲ့ဆွေးနွေးညှိနှိုင်းမှုအတွက် platform ဖြစ်လာနိုင်မလဲ။ဘယ်သူကဒီလုပ်ငန်းကိုဆောင်ရွက်ဖို့အသင်းတော်ဆောင်ပထဝီနိုင်ငံရဲ့အနေထားရှိနေလဲ။ထောင်သိပြီဆိုရင်သက်ဆိုင်သူအားလုံးကယုံကြည်စိတ်ချပြီးပူးမလ နေလင်လာရောက်ဆွေးနွေးဖို့အသင့်ဖြစ်စေမယ်။တကယ့်ချောင်းဝင်စစ်ဆက်ညှိနှိုင်းသူကဘသူဖြစ်မလဲ။ဒီလိုအားဖြစ်ပေမဲ့ရန်နီယာကမြန်မာနိုင်ငံရဲ့ငြိမ်းချမ်းရေးနဲ့ဒီမိုကရေစီပေါ်ဆောင်မှုပေါ်လွှမ်းမိုးတာမျိုးမလုပ်ဘဲမြန်မာပြည်သူလူထုဦးဆောင်တဲ့မြန်မာနိုင်ငံဦးဆောင်တဲ့လုပ်ငန်းစဉ်တို့သာပတ်မိုးကူညီရပါမယ်။ဒါအရေးကြီးတဲ့ကိစ္စရည်ကြီးပါ။ဘာလို့လဲဆိုတော့ဒေသတွင်နိုင်ငံအားလုံးကိုတက်ရောက်မှုရှိနေလို့ပါ။မြန်မာနိုင်ငံရဲ့အခြေအနေကိုလူတော်တော်များများက ူတို့ကိစ္စသူတို့ရှင်းပါစေဝင်မပါနဲ့ကိုနိုင်ငံအရေးပဲကိုကြီးကြဆို့ဆိုပြီးတော့တံမိုးလျှော့ချသဘောထားနေကြပြီမဲ့အခုဒီလိုမျိုးလှုပ်လို့မရတော့ပါဘူးကဘာကြီးတစ်ခုလုံးကမြန်မာနိုင်ငံကိုအာရုံစိုက်နေကြပါပြီထိုင်းနိုင်ငံအနေနဲ့လည်းတိတ်တိတ်နေပြီဘာသာတမန်ရေးရရည်တည်ချက်မှမရှိဘူးဆိုရင်ထိုင်းနိုင်ငံကိုယ်တိုင်အနုလက္ခဏာဆောင်တဲ့တရားမှုတွေကိုအများဆုံးခံစားရပါလိမ့်မယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့အနေနဲ့ကြိုတင်စီစဉ်မှုဘာမှမလုပ်နိုင်မယ်ပြဿနာတွေရဲ့နောက်ကိုပဲလိုက်ပြီးတော့ဖြေရှင်းနေုံပဲဖြစ်နေပါလိမ့်မယ်ဆက်လက် ပြီးတော့တင်ဆက်ပေးခြင်းတဲ့တဲ့င်းကြောင့်ကတော့စစ်ကောင်စီကိုတရားဝင်နိုင်စေတဲ့ဒေသရင်းနိုင်ငံတချို့ရဲ့လုပ်ရက်တွေကိုဘယ်လိုမျိုးဟန်တာကြမလဲဆိုတဲ့အကြောင်းကိုတင်ဆက်ပေးပါမယ်။ ်လက်ရှိမြန်မာနိုင်ငံအခြေအနေနဲ့ပတ်သက်၍စစ်ကောင်စီကအလွန်အားနည်းလာပေမဲ့စစ်တပ်ကိုနိုင်အောင်တိုက်ရန်မလွယ်သေးကြောင်းတော်လိုင်းတပ်များကအတော်တအနိုင်ရလာပြီဖြစ်ပေမဲ့အောင်မွေးကိုထိန်းထားရန်မလွယ်သေးကြောင်းပိုဆိုးသည့်မှာအနာဂတ်အတိုင်းပြည်ကိုထူထောင်ရန်မဟာမိတ်များကြားတွင်နိုင်ငံရေးသဘောတူညီချက်ကိုရနိုင်မှုမလွယ်သေးကြောင်းစသဖြင့်မြမအင်းကြီးချင်းများကရှုမြင်ကြပါရယ်ထိုတင်မြင်ချက်များမှာအခြေမြင်မရှိလား ဒါပေမဲ့မူဝါဒရေးဆွဲသူများရဲ့ချိန်ဆချက်များတဲ့နှဆိုင်စွာနဲ့ရောင်းနေပါတယ်။ထို့ကြောင့်၎င်းတို့လူလာသည်မှာညှိနှိုင်းအပြည့်ထုတ်ကြရန်ဖြစ်ပါတယ်။ထို့ပြေရှင်းမှုမှာအကြမဟုတ်စစ်တပ်ရဲ့ဆက်လက်ဖို့ကြောင့်မူကိုအရှုံးပေးလက်မြောက်ခံရန်ဖြစ်ပါတယ်။အိနီချင်းများအတူတပြင်းတရုတ်အိန္ဒိယနဲ့ထိုင်းတို့က၎င်းတို့ရဲ့စီးပွားရေးနဲ့ပထဝီနိုင်ငံရဲ့အကျိုးစီးပွားများအတွက်တည်ငြိမ်ခြင်းကိုလိုချင်ကြပါတယ်။စစ်တပ်ကရခိုင်လုံအာဏာပြန်ပြီးတော့မရနိုင်တော့သူကိုလည်းနားလည်ကြသလိုစစ်တပ်ပြိုကျမှာကိုလည်းလူလာသူများမဟုတ်ပြန်မှ၎င်းတို့ းကစစ်တပ်မရှိဘဲမြန်မာနိုင်ငံတွင်တည်ငြိမ်မှုရှိမှာမဟုတ်ဟုယူဆဆဲဖြစ်ပြီးစစ်တပ်မရှိသောမြန်မာပြည်အနာဂတ်ကိုစဉ်းစား၍မရတဲ့သူများလည်းဖြစ်ကြပါရယ်။ထို့ကြောင့်စစ်တပ်ကိုနိုင်မြင့်လိုလောင်းနေကြဆဲဖြစ်ပြီးစစ်တပ်နဲ့ EOS တွေကိုအပြည့်ခတ်ရဆဲရန်ဖိအားပေးတိုက်တွန်းခြင်းများလှုံ့ဆော်နေခြင်းဖြစ်ပါရယ်။အင်းကြီးချင်းများရဲ့အတွက်ကဖြစ်လာနိုင်ခြင်းမရှိတော့လဲ၎င်းတို့လိုလားနေသည်များ နံပါတ်၁စစ်တပ်ကိုထွက်ပေါက်ပေး၍ညှိကြရန်ဆရာနာရှင်စနစ်ကိုအရေးကွန်ပြောင်း၍ပုံ၍လူလက်ခဏာမြေပုံစံသို့ပြောင်းရန်စစ်တပ်ကိုတော်လှန်နေသောမဟာမိတ်များကိုတသုံးစီအပြည့်ခတ်ရက်စဲစီခြင်းဖြင့်စုစည်းမှုအရှိန်ကိုဖြိုခွင်းရန်အပြည့်ခတ်ရက်စဲရေးနှင့်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကိုပြန်အသက်သွင်းရန် နမနဲ့နိုင်ငံရေးဖြစ်စဉ်ကိုပြန်လည်နှိုးထားစေခြင်း၊နယ်မြေအစိုးရနဲ့ရွေးကောက်ပွဲအထုများကျင်းပခြင်းအပြင် UNG နဲ့ EOS မဟာမိတ်များကိုသွေးခွဲရန်၊ PDM များအားအထောက်ပံ့အလုံလောက်မရစေခြင်း၊ EOS များကမကူညီစေခြင်းဖြင့်စိတ်သက်ပြပြအောင်ပြုလုပ်ရန် နံပါတ်3အန်ယူဂျီရဲ့နေရာကို၎င်းတို့အလိုကြလာရောမဲ့ NLD ပါတီဝင်များဖြင့်အစားထိုးရန်ဒုမဟောအရှိန်ဝါကြနေသောပါတီအချို့ကိုအယောင်ပြန်တိပေးရန်နံပါတ်4အန်ယူဂျီနယူးတော်လိုင်းရဲ့ပြည်သူများရဲ့ပုံအောင်မှုကိုနိုင်ငံရေးတွက်ကိများတွင်မရှိအောင်ထုတ်ပြပြီးစစ်တပ်စီဝိုင်းဘက်ရင်သော EOS များဗမာလူမျိုးကိုကိုးစားပြုသူဟုဆိုသူများကြားတွင်သာဤလက်အချင်းချင်းသဘောတူညီမှုရယူပြီးရှေ့ဆက်ကြရန် ကျိုးမွေသောအင်းကြီးစနုအာဟန္တာချင်းနံပါတ်၁အနုကြီးနဲ့မဟာမိတ်အီယာအိုစတိုမှနိုင်ငံသားရေးအဖွဲ့များအရက်ဖက်လူအဖွဲ့အစည်းနဲ့နိုင်ငံတကာကိုနားချသော NGO များတပိတ်ကော်မတီများတပိုင်းနဲ့အထောက်ကစစ်တပ်ကိုတပ်တန်းဆွဲဆန့်ပေးမယ်အင်းကြီးချင်းနိုင်ငံများကိုဟန်တာရန်၎င်းတို့၏အပြစ်ရပ်ပြီးအလုံးပေါင်းဝမဲ့ဇဝေဝိုင်းကိုလက်တွေ့မကျဘဲဖိတ်ခေါ်နေခြင်းအပြင်စစ်တပ်ကိုကူညီနေမှုအားဆန့်ကျင်ကြရန်နံပါတ်၂အကူအညီများကိုလမ်းကြောင်းပြောင်းပြီးပေးနိုင်ရန်နိုင်ငံတကာအကူအညီရမုံငွေများရဲ့65% ာဂိုင်းလုံးများကိုဒေသခံအရက်ဘတ်လူအဖွဲ့အစည်းများဘာသာရေးအခြေခံပရာဟိတာအသင်းများ UNG နဲ့ EOS များရဲ့ပြည်သူဝန်ဆောင်မှုများတို့ရောက်ရှိစေရန်နံပါတ်3ရုံးကြည်လောက်သောနိုင်ငံရေးမဟာမိတ်အကူပြောင်းကာလကိုမြည်တို့အုပ်ချုပ်ကြမည်ဖြစ်ကြောင်းမဟာမိတ်များသိစေသည့်မြန်သာသောနိုင်ငံရေးသဘောတူညီချက်များတိုက်တိုက်တွန်းတော်ဖြင့်ချုပ်ဆိုရန် အကူပြောင်းကာလကိုမြည်သူအုပ်ချုပ်ကြမည်ဖြစ်ကြောင်းမဟာမိတ်များသိစေသည့်မြင်သာသောနိုင်ငံရေးသဘောတူညီချက်များတိုက်တိုက်တွန်းတော့ဖြစ်ချုပ်ဆိုရန်ထိုခိုင်မာသောနိုင်ငံရေးမဟာမိတ်ရှိလာခြင်းကိုနိုင်ငံတကာကလက်ခံလာအောင်ဖန်တီးရန်နံပါတ်၄ပြောပြောင်းခြင်းကိုအားပြု၍မဟာမိတ်ပြုရန် ပြည်ရင်းနိုင်ငံရဲ့ဆွေးနွေးမှုများတွင်ပြင်းထန်သောအမာလိုင်းကိုမယူရန်ဒုက္ခပေးနိုင်သူများကိုဘေးရောက်သွားအောင်လှုံ့ထားရန် နိုင်ငံရေးတွင်အလျှော်တင်ရှိနိုင်ကြောင်းလက်ခံထားရန်နိုင်ငံရေးအရာတရားဝင်မှုကပုံစံမျိုးစုံရှိနိုင်ကြောင်းလေးစားအတိအမှတ်ပြုရန် နံပါတ်5တရားဝင်မှုတွင်လက်ရှိတိုက်ပွဲများတွင်တတိရှိရှိရင်ဆိုင်ပြီးခေါင်းဆောင်မှုကောင်းခြင်းသူရဲကောင်းဖြစ်စဉ်တို့ကြောင့်လည်းဖြစ်တည်လာနိုင်ပါသည်။အခြေခံသဘောတူညီမှုရယုံများနှင့်မိတ်ဆွေအပြင်ရှေးဆန်းနိုင်ကြရမည်ဖြစ်ပြီးအချင်းချင်းစိတ်ချယုံကြည်အောင်ဆက်ဆံခြင်းပူးပေါင်းဆောင်ရွက်ခြင်းအောင်မွေးများကို အတူတိုက်ကြခြင်းတို့အပြင်မဟာမိတ်များခိုင်မာလာစေခြင်းကိုလှူဆောင်သင်ပါသည်။ဆက်လက်ပြီးတော့တင်ဆက်ပေးခြင်းနဲ့တရင်ကြောင်းကတော့ အရာဝတီတိုင်းလေးမျက်နှာမျိုးနဲ့အတွင်းတွင်တိုက်ပွဲပြင်းထန်ခဲ့ပြီးစစ်ကောင်စီဘက်မှ90ကျော်ကြာဆုံးကခံစစ်နောက်ဆုတ်သွားတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အရာဝတီတိုင်းလေးမျက်နှာမျိုးနဲ့အင်ကပူမျိုးနဲ့အစမ်းမှစစ်ကောင်စီတပ်နဲ့တော်လိုင်းအင်အားစုများကြောင့်တိုက်ပွဲပြင်းထန်ခဲ့ကစစ်ကောင်စီကအကြဆုံးများစွာဖြင့်ခံစစ်နောက်ဆုတ်သွားကြောင်းဒေသခံများထံကသိရပါဗျ။အင်ကပူမျိုးနယ်နဲ့လေးမျက်နှာမျိုးနယ်အဆက်ရှိဝါရော်ကွင်းချင်းရွာအပါအဝင်ပတိန်မုံရွာကားလမ်းအနောက်ဘက်တစ်စုံကိုအိမ်နဲ့ဒေါ်လိုင်းတပ်ဖွဲ့များထိန်းချုပ်ထားပြီးအ ဧပြီလ19ရက်နေ့ညမှာပန်တော်ကြီးကျေးရွာကိုထပ်မံပြီးတော့တင်ယူခဲ့ကြောင်းသိရပါဗျ။ ပန်းတော်ကြီးမှာစစ်ကောင်စီဘက်က90ကျော်ကြားတဲ့အစိုးရဆိုရင်ယူနီဖောင်းတွေချုပ်ပြီးတော့ထွက်ပြေးကြတာအခုတော့စီစုံကုန်းရွာဘက်မှာခန်းစစ်ပြနေတယ်လို့ဒီသားကန်တူက ARD Time ကိုပြောပါရယ်ယမန်နေ့ဧပြီ18ရက်နေ့ကပိန်နယ်ကွင်းကပြူတောင်မှနေ၍စစ်ကောင်စီကလက်နက်ကြီးများဖြင့်အစမပြတ်ပြစ်ခတ်တိုက်ခိုက်နေကြောင်းသိရပါရယ်ဝါရော့ကွင်းတက်လျှောက်ထိန်းချုပ်လိုက်တော့စစ်တပ်ကရှေ့ဆက်မတူရတော့ပါဘူးစစ်တပ်ကပိန်နယ်ကွင်းကနေမနေ့ရက်တနေ့ရက်နှစ်ရက်ဆက်တိုက်လက်နက်ကြီးတွေနဲ့ပြစ်နေတယ်လို့သတင်းရှင်းမြစ်က ARD Time ကိုပြောထားပါ are